ုံးလွတ်တော့မယ်ဆိုလို့ရှိရင်ပေါ့နော်လွတ်တာပဲသိတာပေါ့ဒါကတော့မလွတ်ခင်ပါဆိုလို့ရှိရင်မိဘုံမြောင်တဲ့မယ်ဆိုရင်တောင်ကြီးတားတဲ့အကုံတော့အထွတ်မြတ်ထားပြီးတော့ဖျားကားနဲ့အရင်ဆုံးစပြီးတော့တဲ့ပါတယ်မိဘုံမြောင်လာမယ်ဆိုရင်ရှေ့ဆုံးမှာဒါဖျားကားအနေပါတယ်ပေါ့နော် ခင်ဗျားကနောက်ကမှသူတို့လွတ်တင်မဲ့မျိုးပြောင်းကိုဆိုလို့ရှိရင်အခုဒီမှာအကြီးခောက်ထားတာပေါ့နော်ဒါတပတ်နဲ့တခြားဟုတ်ထားတယ်ရာသီဥတုပြန်လို့တစ်ခုခုဖြစ်တာမျိုးတို့တခြားမလို့လာအပ်တဲ့သဘာဝအနေတွေကြောင့်ပျက်စီးမှာဆိုရင်တက်ကြောက်ပါတကယ်လို့စိတ်နှပယ်လို့ခေါ်တဲ့အလားစိတ်မျိုးပြင်လေးလွတ်မယ်ဆိုလို့ရှိရင်တော့ဒါအောက်ဆွဲပြီးလေးတွေကိုအကာအကွယ်နဲ့တည်လာတယ်ရိုးရံပပလဲမှာချိန်ပဲစိတ်တပံဘီဘုံမြန်လုံးသေးသေးလေးတွေဆိုတော့ကားထဲမှာတို့အတွဲလေးနဲ့ဆွဲလာပြီးတော့မှဒီဘီဘုံမြန်လေးချိန်ဖို့ဆိုလို့ရှိရင်တို့မ ါစကောလေးပါပေါ့နော်ကဲဒီမှာခုလက်ညှိုးထိုးပြလာတဲ့အမဲရောင်လေးတွေကမီးစော်ဒုတ်လို့ခေါ်ပြီးတော့အဲ့မီးနာခွက်လေးကတော့ဒီမီးစော်ဒုတ်ဆိုတာဒီတီရှူးတွေကိုပိတ်တာချိန်လိုက်ထည့်ထားတဲ့ဟာတွေပေါ့နော်တီရှူးကိုသူတို့ကမီးစော်နေချိန်မှာမေးကတီရှူးစီချလို့ရှိရင်အဲ့မီးနာခွက်လေးတွေလိုက်ပြီးတော့သူကစီခံပါတယ်ပြီးတော့ရှိရင်တို့မှာအိုးစီပုံပေါင်းနေတဲ့ဒီမိဝ ကားတစ်စီးနိုင်အတွက်ပေါ့နော်အလိုပါပါတယ်ဒါလေးကကြတော့မီးကြီးလို့ခေါ်တဲ့မီးရှူးတွေလွတ်ဖို့အတွက်ပေါ့နော်အကာအကွယ်နဲ့ပယ်လာတာဖြစ်ပါတယ်ဒါကိုဝိုင်းဦးစီဘုံမောင်းနဲ့ကွာလုံးဝဒီဂျေတန်မစုံညံပဲနဲ့ဒီလုံးနဲ့ကြာနေထားကားချင်တယ်နော်ဒါရှမ်းပြည်ရဲ့တသေးပါဦးစီဘုံမောင်းဖွဲကမိဖို့ရဲ့တစ်ဖွဲတိုင်းမှာပါတယ်လို့သူတို့ရဲ့ဝဲအောင်မြတ်တော်လွတ်တင်ပြီးဆိုလို့ရှင်ကြွရှင်သာကတ်ဆောင်ကြပါတယ် အဲကလေးဘွားတောင်ကြီးသူတောင်ကြီးသားဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးမိမတွေရဲ့ဂုတ်ဘိုးဘော်ခါစီယာမျိုးတို့မိမတွေကြီးတော့ပွဲလေတာတော့တောင်ကြီးသားတိုင်းခံစားဖို့မှာဖြစ်ပါတယ်။ဒီရတာလေးတွေကတော့မမမမြင်ရနိုင်တဲ့တောင်ကြီးပုံပြန်ပွဲတွင်းမှာပဲမြင်ရတဲ့မြင်ကွင်းလေးတွေဖြစ်တဲ့စာလေးကိုဒုတိယအနေနဲ့ဘောကောင်ပေးချင်တယ်လို့ပြောစပ်လိုက်ကြပါလိမ့်ရှင်။နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်။တတား